ဒီဗီဒီယိုမှာမူတာဝါဒနဲ့ပတ်သက်ပြီးခေါင်းစဉ်၄မျိုးနဲ့ပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်၁မူတာဝါဒဆိုတာဘာလဲ?နံပါတ်၂မူတာစကားတွဲခြင်း၏အပြည့်များနံပါတ်၃မူတာဝါဒကံမြောက်ချောင်းအင်္ဂါ၄ပါးနံပါတ်၄မူတာစကားပြော၍ညီမျိုးသောဇီရိယာမင်းခေါင်းစဉ်၄မျိုးနဲ့ပြောပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့စိတ်ဝင်စားတယ်ဆိုရင်ဆက်လက်ကြည့်ရှုပေးပါနံပါတ်၁မုတ္တဝါဒမုတ္တဝါဒဟူသောဗုဒ္ဓ မုဒ္ဒာနှင့်ဝါဒဟုသော ပုံနှစ်ခုကိုစက်ထားခြင်းဖြစ်ထင်ရှားမရှိမဟုတ်မမှန်သောအကြောင်းအရာကိုမုဒ္ဒာဟုခေါ်၏ဝါဒဟုသောပုံသည်ထင်ရှားမရှိမဟုတ်မှန်သောအကြောင်းအရာကိုထင်ရှားရှိဟုတ်မှန်သောအပြင်ပြည့်စည်ခြင်းကိုဝါဒဟုခေါ်ပါသည်တို့ဖြစ်၍မုဒ္ဒာဝါဒဟုသည်ချုပ်ရင်းဖောက်ပြန်မဟုတ်မမှန်သောအကြောင်းအရာကိုပြောဆိုခြင်း အမှန်ကိုအမှားဟု၎င်းအမှားကိုအမှန်ဟု၎င်းထင်မှတ်စေနိုင်သော ကိုယ်အမှုအရာနှုတ်မူရာတို့ဖြင့် သိစေခြင်းဖြစ်ပါသည်ထိုမှုတော်ဝါဒသည်မိမိ၏လိမ့်လည်မှုကြောင့်သူတစ်ပါးစီးပွားပျက်စီးမှု အနေအမြပေါ်မူတည်၍၎င်းအလိန်ခံရသူ၏တိလစားသောဂုံပေါ်မူတည်၍၎င်းအပြစ်ကြီးငယ်ကွဲပြားစွာခံစားရတတ်၏မူသားစကားဟူသည်မဟုတ်မမှန်လေညာပြောဆိုသောစကားဖြစ်၍စိုးကြိုးများကိုဖြစ်စေပြီးလူလောကကြီးကိုဖျက်ဆီးနိုင်သော အရာမှလည်းမူသားစကားပင်ဖြစ်ပါသည် စင်စစ်အားဖြင့်မူသားစကားပြောဆိုသူများကို လူအများကအထင်ကြီးခြင်းယုံကြည်လေးစားခြင်းမရှိကြပါအပေါင်းအသင်းလုံရန်ပင်ဝင်လေးကြသည်ထို့ကြောင့်လိန်လေလဲပြားမူသားစကား၏အပြစ်အရေမှာကြီးမားလာသောကြောင့်ဘာသာရိယအတိတိကတားမြစ်ထားကြပါသည်နံပါတ်2မူသားစကားပြောခြင်း၏အပြစ်များမူသားစကားပြောဆိုခြင်းသည်စိုးကြိုးများစွာကိုမလွဲမသွေကြုံတွေ့ရပြီးတမလွန်ဘဝတွင်ငရေတရိစံပြိတ္တာဟုသောအပေပုံတို့၌ဖြစ်ရတတ်ပါသည် အဘယ်ကုန်းတို့မှလွံ့မြောက်၍လူဘဝသို့ရောက်သောအခါမဟုတ်မမှန်သောအမှုဖြင့်ဆွဆွဲခံရတတ်ပါသည် မဟုတ်မမှန်သောစကားကို ပြောဆိုတော်သူသည်ပြစ္ဆုတ်ပန်တန်လျာနှစ်ပြသောဘဝတို့၌ဘေးရန်ပေါင်းပြပေါ်များ၍စိတ်ဆင်းရဲကိုဆင်းရဲများစွာကြုံတွေ့ရပြီးဖန်စီချုံနှောင်ခြင်းတိုင်းပြည်မှနှိမ့်ထုတ်ခြင်းတေတံပေးခြင်းစာတော့အပြင်များစွာကို ခံစားရတတ်ပါသည်နံပါတ် မုဒဝါရကံမြောက်ချောင်းအင်္ဂါလေးပါမဟုတ်မမှန်သောစကားကိုပြောဆိုရ၌မုဒဝါရကံမြောက်မမြောက်ကိုအောက်ပါအင်္ဂါလေးပါဖြင့်စမ်းစစ်နိုင်ပါသည်နံပါတ်၁မဟုတ်မမှန်သောအကြောင်းအရာ ဖြစ်ခြင်းနံပါတ်၂မှားယွင်းစေလိုသောစိတ်ရှိခြင်းနံပါတ်၃မှားယွင်းမှုဖြစ်စေရန် လုံလပြုခြင်းနံပါတ်၄မိမိလညာမှုကြောင့်သူတစ်ပါးအကျိုးပြည့်မီကိုသိရှိခြင်းတို့ဖြစ်ပါသည် အထက်၌ပေါ်ပြပြီးသော အင်္ဂါ၄ပါးနှင့်ပြည့်စုံသောမိမိလိန်ပြောသည့်အတွေ့သူတစ်ပါးအကျိုးစီးပွားပြည့်သောကမ္မပဋ္ဌမြောက်ပါသည်နံပါတ်၄မူသားစကားပြော၍ညီမျိုးသော စေတိယမင်းဗုဒ္ဓဆာပင်၌မူသားစကားကိုစတင်ပြောဆိုသူမှာစေတိယတိုင်းတတိယမျိုး၌ဥပဝရခောစေတိယမင်းဖြစ်လေ၏ထိုမင်းသည်ကောင်းငင်သို့ပြန်တက်နိုင်ခြင်းနတ်သားလေးယောက်ဆောင်းလျှောက်ခြင်း ခန္ဓာကိုယ်မှဆန္ဒကုနှင့်မှုပြောင်းခြင်းဂရုမှကြာညုံပန်းရနှင့်ထွက်ခြင်းဟုသောဘုံတကုနှင့်ပြည့်စုံလေ၏ခေကာလအပြင်ကဘာဟုကာလဖြစ်၍တစုံတယောက်မှမူစားစကားမပြောသေးသောအချိန်ကာလဖြစ်သစ္စာတရားတည်နေသော အချိန်ကာလဖြစ်၍မူစားစကားပြောဆိုခြင်းသည် အလွန်ထင်ရှားလှပါသည်ထိုမင်းသည်တက္ကသိုလ်၌ပညာသင်ယူခြင်းကပရောဟိတ်ကြီးကပိလ၏ညီဖြစ်သောကောရကလန်ပနှင့်အကျွမ်းတဝင်ယင်းသည်သောမိတ်ဆွေဖြစ်၍ သူဘရင်ဖြစ်လျင်ပရောဟိတ်ယာရုပိမိဟုကောရကလံဘာအာဂရိပေးခဲ့သည်ပရောဟိတ်ကြီးကပိလသည်သူဤသာအာပရောဟိတ်ယာရုပိ၍ယသိပြုသွားစဉ်စေတရမင်းသည်ကောရကလံဘာအာသူဤဂရိအတိုင်းပရောဟိတ်ယာရုတို့ရရှိရန်ကောရကလံဘာကို အကိုကြီး ကပိလယသိကိုအငယ်ဟုမူသားစကားပြောဆိုရန်ကြံစီလေသည် ပရောဟိတ်ယာရုသည်ထိုကိထိုခါက အကြီးနှစ်သာဆိုင်၍အငယ်နှစ်မဆိုင်ချေထိုကိလူများသည်မှန်သောစကားကိုသာပြောဆိုကြသောကာလဖြစ်၍မုဒဝရသည်အဘယ်သူသောသဘောရှိသည်ဟုမသိကြကုန်စေတီယာမင်းသည်မုဒစကားပြောဆိုလိမ့်မည်ဟုတရင်ကြားရ၍ပရောဟိတ်ကပိလာယသည်လာပြီးစေတီယာမင်းအားမုဒစကားမပြောဆိုရန်တားမြစ်လေ၏မုဒစကားပြောဆိုခြင်းသည် အလွန်အပြစ်ကြီးလေ၍မိမိ၌ရရှိသောဂုဏ်သိက္ခာတို့သည် ကြာစင်းပြီးအဘယ်လေးပုံတို့လည်းရောက်တတ်သည် ကိုသောနံမြကလည်းမဆောက်ရှောက်ကြခြင်းတရဲမှာလည်းအပုံနဲ့ထွက်ခြင်းဖြစ်လျာဘဝပိဒစွာမပြောဆိုနိုင်ခြင်းစသောဆိုးကျွများကိုခံစားရခြင်းအပြစ်တို့ကိုပြောပြလေသည်သို့တော်ဇေဒီယာမင်းသည်ကပိလာယသိဤစကားကိုမလိုက်နာပဲတင်ယသိကအငယ်ကောရကလန်ဘကအကြီးဟုတိလျက်နှင့်ပင်မူသားစကားကိုဆိုလိုက်ပါသည်ထို့သောမူသားစကားဆိုလိုက်သည်နှင့်တပြိုင်နက်ဘရင်ကိုဆောင်းသောနတ်သားလျောက်တို့သည်ကွယ်ပြောက်သွားလေ၏ ။ဘရင်ကရင်မှလည်းကြာညိုနဲ့꽌ပြောက်၍မစင်နိုင်ကြီးပေါ်ထွက်လာတော့၏။ကောင်းကင်ကလည်းပြန်တက်၍မသွားနိုင်တော့ပေ။ဤသို့ပြောဆိုခြင်းသည်ကပ္ပပထမဆုံးသောမူသားစကားပင်ဖြစ်ပါသည်။ထိုအခါကပိလရေတွေကအပြစ်ကိုပြ၍ဆုံးမပြန်သည်မင်းဒီမနာယူပဲလက်ကျိမြောက်မူသားစကားကိုဆိုသည်ရှိတော့ခြေမျက်စိတိုင်းအောင်ခြေနှစ်ချောင်းဝင်လေသည်ထို့နောက်သုံးကျိမြောက်မူသားစကားကိုဆိုသည်ရှိတော့ဒုစရအထီ လေးချိန်မြောက်မူသားစကားကိုဆိုသည်ရှိသောခါတီငါးချိန်မြောက်မူသားစကားကိုဆိုသည်ရှိသောချဲတီခြောက်ချိန်မြောက်မူသားစကားကိုဆိုသည်ရှိသောတားမြဲအထီတိုင်အောင်မြုပ်သွားလေသည်ခုနှစ်ချိန်မြောက်မူသားစကားဆိုသည်ရှိသောမဟာပထဝီမြေကြီးသည်ဟင်းလင်းပေါက်၍မိလျံများထွက်လာပြီးဇေရီယာမင်းကိုအဝေစီငရဲတိုင်အောင်ခေါ်ဆောင်သွားလေတော်သည်တိုင်းသားပြည်သူတို့သည်ဇေရီယာမင်း၏မူသားစကားပြောဆိုခြင်းကြောင့်ဆိုဂျိုးများခန်းစားရသည်ကိုမြင်တွေ့ပါတန်ဝေကရရွေး မှန်မှန်ကန်ကန်ပြောဆိုခြင်းကိုသာပြုကြလေသည်စေတီယာမိသည်ဘုံကံကြီးမသောမင်းတော်ဖြစ်ခဲ့တော်လေဘယ်သူမပြုမိမိမှုဆိုသည့်အတိုင်းမူသားစကားတခုကိုပြောဆိုသောကြောင့်မိမိရရှိထားပြီးသောစည်းစိမ်ဥစ္စာများပြည့်စည်၍အဝေစီမရဲ့သို့ကြားရောက်လေ၏ထိုကြောင့်ရာကိုကြည့်၍မူသားစကားပြောဆိုခြင်းသည်ပြစ္ဆုတ်ပံတန်လျာလက်ပြသောဘဝတို့၌အလွန်ပင်ကြောက်စရာကောင်းလာပြီးစိုးကြိုးကိုပေးစွမ်းနိုင်သောမူသားစကားကိုမပြောမိအောင်သတိဆောင်၍ ရှောင်ကျင်ဖို့ရင်လိုအပ်လာပါတော့သည်ဗီဒီယိုတင်ဆက်ပုံနဲ့ပတ်သက်ပြီးအကြံဉာဏ်များပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ